မင်္ဂလာပါရှင်ကိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပြီးမဲ့တရင်ကတော့မိုးကုတ်မြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လုဆောင်နေဆဲတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အချမ်းဖက်စစ်တပ်ကပြန်လည်သိမ်းပိုက်ထားသောမိုးကုတ်မြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလုဆောင်လာကြောင်းမိုးကုတ်ဒေသပြည်သူများနှင့်တော်လှန်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါတယ် ရှမနီဒီဇင်ဘာလ3ရက်နေ့ည8:30မိနစ်အချိန်ငိုကုန်းမြို့ပေါ်တွင်အထိုင်ကျတပ်ဆွဲထားသောစစ်တပ်ကိုတော်လရေးတပ်များကဒရုန်းဖြင့်ဗုံးများကျဲချခဲ့ကြောင်းငိုကုန်းမြို့စေယုံဝင်းနှင့်ကျောင်းကြီးဝင်းတို့ဒရုန်းဖြင့်ဗုံးသုံးလုံးကျဲချခဲ့ကြောင်းစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်မြို့ပြင်ဘက်သို့ပစ်ခတ်ခဲ့ကြောင်းသိရပါသည်ရန်နီနနက်00:05မိနစ်အချိန်စစ်တပ်ကလေရင်ဖြင့်မိုးကုတ်မြို့ပြင်အနောက်ဘက်ပိုင်းနေရာများကိုဗုံးများကျဲချသွားကြောင်း အဆိုပါပုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းဘူကုအခြေစိုက်တော်လန်ရေးတရေရင်းမြစ်ကပြောဆိုပါတယ်။ယနေ့နနပိုင်းတွင်မိုးကုန်းမြို့အနောက်ပိုင်းကြောက်ပုံကျက်နဖာဘတ်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးပင်ကူတောင်မှစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။အခုအထိကတိုက်ပွဲဖြစ်တာကမိုးကုန်းအနောက်ပိုင်းမြို့ပြင်ဘက်ကပဲ။အနောက်ပိုင်းကိုစစ်တပ်ကဒီနေ့မနက်စောကြီးလေရင်နဲ့ပုံလာကြတာတော်ရဲကြသွားတယ်လို့သိရတယ်။အခုထပ်တီးတော့လက်နက်ကြီးတံတွေကြားနေရတော့ပဲ တက်ကလည်းဖက်ဖက်လေးအဝိုင်းခံထားရတယ်လို့ဖြစ်တော့လက်နဲ့ကြီးနဲ့ရန်ထုနေတာဟုဘိုးကုတ်ဒေတာတော်လန်ရေးတရရင်မြက်ကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်စီတက်များမှနိုဝင်ဘာလ29ရက်နေ့မိုးကုတ်မြို့တွင်သို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာလ30ရက်နေ့မှစတင်၍ဘိုးကုတ်မြို့ပြင်ရှိတော်လန်ရေးတက်များနှင့်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးပခုတ်ကူတွေအတူရောက်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ဂျားပြူပါတီကိုစဲလောင်ကိုတော်လည်ရေးအဖွဲ့ဖက်စီပြူစော်တီများနဲ့ပူပေါင်းကောင်စစ်သားစုဆောင်ရေးတွင်ပါဝင်ဆောင်ရွက်တယ်လို့အရက်သားများကိုချိန်ချောက်တော့ကြောင်းဒေတာအခြေစိုက်တော်လည်ရေးအဖွဲ့တခုကဖန်ဆီးထားတဲ့ဆွေးတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေတိုင်းပခုတ်ကူမြို့နယ်တွင်တိုင်းဒေတာကြီးလွတ်တော်ကိုစဲလေအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ရှမ်းနှင့်တိုင်းဒေသများဒီမိုကရက်တစ်ပါတီ SNDP ကိုစဲလေလောင်တအုပ်ဖန်ဆီးခံရကြောင်းသိရပါတယ်။ ကိုစလေလောင်ဖြစ်သူအသက်38နှစ်အရွယ်ဦးပွေလင်းထက်ကိုနိုဝင်ဘာလ29ရက်နေ့မိုးလယ်3နာရီအချိန်တွင်ပခုတ်ကူမြို့နယ်အေချွန်းရွာရှိ၎င်းနေအိမ်တွင်ဖမ်းဆီးခံရပြီးဆိုင်ကယ်နှစီးဖြင့်လာသော PDF 3ဦးကဖမ်းဆီးသွားသည်ဟုစစ်ကောမရှင်ကဒီဇင်ဘာလ3ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ပါတီတစိ့ကိုအစွဲပြုပြီးကြားဖြူပါတီဟုလူသိများသည့် SNDP ပါတီကိုစလေဦးပွေလင်းထက်ဖမ်းဆီးခံရကြောင်းတို့ရတွင် ပါတီပဟုတို့တင်ပြလာခြင်းမရှိသေး၍အသေးစိတ်မသိရှိရသည့်ကြောင်း ပါတီအထွေထွေအထွေရေးမှုဦးဆိုင်ဘိုးအောင်ကပြောပါရယ်။ဦးဝေလင်ထက်သည်ကြားပြူပါတီ၏ပကုတ်ကူမျိုးနယ်ဥက္ကဋ္ဌဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့ကပကုတ်ကူမျိုးနယ်အတွင်းကြားပြူပါတီမျိုးနယ်ရုံးကိုစတင်ဖွင့်လှစ်ခဲ့သည်ကို၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်တင်ထားသည်ကိုတွေ့ရပါရယ်။တော်လရေးဖွဲ့များအကောင့်သည်ပခုတ်ကူနေမြေတွင်ဝင်ရောက်ရှင်ပြိုင်မိဈာပြူပါတီကိုယ်စားလှယ်လောင်များလှုပ်ရှားမှုကိုဖန်ဆီးခံရသည့်သတင်းများတက်လာမှသာကြာဘူးကြောင့်ပခုတ်ကူခရိုင်မှဒေသခံအမျိုးသားတအုပ်ကပြောပါရယ်သူ ဥပွေလင်းထက်အနည်းနဲ့ဆိုရင်တော်တော်စွန့်စားရကြရလို့မြင်တာပေါ့ဒီစုံကအနည်းကြီးဆိုတဲ့စုံကိုသူတို့အနည်းနဲ့လာရတဲ့တက်တိဘလိုမျိုးတွေနဲ့လာလဲဆိုတာတော့မသိဘူးပေါ့လို့၎င်းကဆိုပါတယ်၎င်းဆိုလို့ဒီအနည်းကြီးဆိုသည့်စုံဆိုသည်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အကောင်းရာဒီသားများကိုဆိုလိုခြင်းဖြစ်ပါတယ်ပခုတ်ကူမျိုးနဲ့ရှိမျိုးပေါ်ရက်ွက်များတွင်သာနိုင်ငံရေးပါတီတချို့ဤရွေးကောက်ပွဲလှုပ်ရှားမှုများသာတွေ့မြင်ရပြီး ခြေရွာများဘက်တွင်လှုပ်ရှားနိုင်သည့်အခြေအနေများမရှိနေကြောင်းအထက်ပါဒေသခံအမျိုးသားကဆိုပါတယ်စစ်ကောမရှင်ကကိုစလေလောင်အားရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်းမပြုနိုင်စေရန်ဖမ်းဆီးသွားသည့် PDF ၃ဦးကိုပခုတ်ကူမြို့မှရဲစခန်းတွင်ပါဆောင်182မြန်ဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုံမှ24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းဒီဇင်ဘာလ3ရက်နေ့တွင်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် PDF များအပါအဝင်၁၄ဦးကိုအမှုဖွင့်ထားကြောင်း၃ဦးကိုဖမ်းဆီးရမိထားကြောင်းစစ်ကောင်မရှင်ကရင်းနှီးကထုတ်ပြန်ထားရာရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းသည့်နေ့မှာယနေ့အထိစစ်တပ်ဖမ်းဆီးထားသူ၁၀၀ထက်မနည်းရှိနေပြီဖြစ်ပါတယ်။ကြာပြူပါတီမှကိုစလဲလောင်းကိုဒိသကန်တော်လန်ရေးအဖွဲ့လိုကေတခုကဖမ်းဆီးထိန်းသိမ်းထားကြောင်းပခုတ်ကူအခြေစိုက်တော်လန်ရေးတပ်ဖွဲ့ဝင်အမျိုးသားတအုပ်ကအတည်ပြုပါတယ်။ ဆက်လက်ပြီးဖားပွန်ခရိုင်တွင်နိုဝင်ဘာလအတွင်းတိုက်ပွဲ140ကြိမ်ဖြစ်ပွားပြီးအကြံဖက်စစ်တပ်ဘက်မှအရာရှိများအပါအဝင်16ဦးသေဆုံးနေဆဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ဖားပုံခရိုင်တွင်နိုဝင်ဘာလအတွင်းတိုက်ပွဲ140ကြိမ်ဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှအရာရှိများအပါအဝင်16ဦးသေဆုံးခဲ့ကြောင်း KNU Mudra District ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ1ရက်နေ့မှ30ရက်နေ့အထိ KNU ဖားပုံခရိုင် တမဟာငါးနှစ်ကြီးအတွင်းအကြံဖက်စစ်တပ်နှင့်တော်လရေးတပ်ဖွဲ့များတိုက်ပွဲ104ချိန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထို့ထိတွေ့တိုက်ပွဲများအတွင်းအကြံဖက်စစ်တပ်ဘက်မှ16ဦးသေဆုံးက105ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသေဆုံးသူများထဲတွင်အရာရှိများပါဝင်ကထိခိုက်ဒဏ်ရာရရှိသူများထဲတွင်ဗိုလ်ကြီးတအုပ်အပါအဝင်အရာရှိများလည်းပါဝင်ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖတ်စစ်တပ်သည်ဖောက်ပုံခရိုင်အတွင်းရှိပြည်သူများနေထိုင်သောကြီးရွာများကိုဒရုန်းဖြင့်ခွနဲ့ချင်းလီယန်ချက်ဖိုက်တာဖြင့်15ချင်း 120မမလက်နက်ကြီးများဖြင့်23ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အလားတူအော်တိုဘာလာပိုင်းကလည်းဖောက်ပွန်ခရိုင်အတွင်းအကြံဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲ120ကြိမ်ဖြစ်ပွားကာစစ်တပ်ဘက်မှတိုက်ရင်မှုတပ်ဦးနှင့်ဗိုလ်ကြီးတပ်ဦးအပါအဝင်34ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ88ဦးရှိကြောင်းတိုက်ပွဲများအတွင်းအကြံဖက်စစ်တပ်ဌာနဆိုင်ရာအဆောက်အဦတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဂျပန်ရောက် NUG နိုင်ငံသားရေးဝန်ကြီးကမြန်မာအရေးကြားနာပွဲပြုလုပ်ပြီးစစ်တပ်ရွေးကောက်ပွဲကိုဂျပန်အစိုးရကလက်မခံရန်တောင်းဆိုတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဂျပန်နိုင်ငံသို့ရောက်ရှိနေသော NUG အစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကမြန်မာအရေးကြားနာပွဲပြုလုပ်ခဲ့ပြီးဂျပန်အစိုးရအနေဖြင့်စစ်တပ်ရွေးကောက်ပွဲကိုလက်မခံရန်တောင်းဆိုခဲ့ကြောင်း NUG အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှသိရပါတယ်။ ဒီဇင်ဘာလ၂ရက်နေ့တွင်ဂျပန်လွှတ်တော်အမတ်များရုံးတွင်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကအာနာသိန်းစစ်အုပ်စုမှပြုလုပ်မည်အတူရောင်ရွေးကောက်ပွဲနှင့်လက်ရှိမြန်မာနိုင်ငံ၏ပကတိအခြေအနေများအားရှင်းလင်းပြောကြားသည့်မြမအရေးကြားနာပွဲတစ်ရက်ကျင်းပခဲ့ကြောင်းသိရပါသည် ရင်းချနာပွဲတွင်ဂျပန်ရောက်မြန်မာပြည်သူများမှပါဝင်ဖြည့်ဆို့ထားကြသည့်ရွေးကောက်ပွဲပေါ်ထားရှိသည့်သဘောစစ်တမ်းအားပါတီစုံပါဝင်သည့်မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသောလွှတ်တော်အမတ်များတမကဥက္ကဋ္ဌထံလွှဲပြောင်းပေးအပ်ခဲ့ပြီးစစ်ကော်မရှင်မှပြုလုပ်မည့်အတူရောင်ရွေးကောက်ပွဲအားဂျပန်အစိုးရအနေဖြင့်လက်ခံခြင်းမပြုပါရန်တောင်းဆိုခဲ့ပါသည်။ထို့ပြင်မြန်မာပြည်သူများ၏အရေးပေါ်လိုအပ်ချက်များအားပေးကူညီနိုင်ရေးအပအဝင်အရေးပေါ်အခြေအနေအရဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်မြန်မာပြည်သူများအားလည်းဆက်လက်ပြီးကောက်ွယ် ကုညီပေးရေးအတွက်အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။အဆိုပါကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနှင့်ပါတီစုံပါဝင်သည့်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးသောလွှတ်တော်အမတ်များတက်မကတော့မှပူးပေါင်းကစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးဂျပန်နိုင်ငံဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသတင်းမီဒီယာများနှင့်မြန်မာအရေးကူညီအားပေးနေသောဂျပန်နိုင်ငံသားများမြန်မာပြည်သူများဒေါ်လာရေးအင်အားစုများမှတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ပါသည် ဆက်လက်ပြီးပေါ်တာဆွဲခတ်ရပြီးစစ်သားဖြစ်လာသူကညှိဖြစ်သူရှိအောင် PDF တရင်ထံအလင်းဝင်ကအကြံဖတ်စစ်တပ်ကိုပြန်တိုက်ညီဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ပကိုတိုင်းတောင်ငူမြို့နယ်မှာအိမ်ပေါ်အထိပေါ်တာတက်ဆွဲခံရပြီးစစ်မှုရန်တပ်သားဖြစ်လာသူကညီဖြစ်သူရှိရာ PDF တရင်ထံအလင်းဝင်ရောက်လာပြီးအကြံဖက်စစ်တပ်ကိုပြန်တိုက်သွားဖို့ရှိကြောင်းနေပြည်တော်တိုင်းစစ်ဌာနတက်ရင်၈၀၃ တည်ရင်မှုရဲဘော်ညောင်မောင်ကတည်င်းထားတာကိုပြောပါတယ်။အချံဖက်စစ်တပ်ကနေအိမ်ပေါ်ထိတက်ပြီးအတင်းအဓမ္မဖမ်းဆီးခံရကစစ်မှုရန်တပ်သားဖြစ်လာတဲ့ကိုအောင်ကိုဝင်းဟာနိုဝင်ဘာ29ရက်နေ့မှာနေပြည်တော်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့ PDF တပ်ကုန် Battalion A03 နဲ့ချိတ်ဆက်ပြီးထွက်ပြေးအလေးဝင်ရောက်လာတယ်လို့သိရပါတယ်။ ကိုအောင်ကိုပွင့်အနေနဲ့စစ်အုပ်စုဖမ်းဆီးပြီးတဲ့နောက်စစ်မှုရအပတ်စဉ်စနစ်တင်နန်းကိုတန့်ဖြူစရိုက်မျိုးနဲ့ဝဲကလေးမှာတက်ရောက်ခဲ့ရပြီးတင်နန်းပြီးမြောက်ချိန်မှာတော့တထုံခရိုင်အမတ်ကိုချင်းမြန်တက်ရက်မှာငါးလကြာနေထိုင်နေချိန်ညီဖြစ်သူရှိရနေပြီးတော့တိုင်းစစ်ဌာနတက်ရက်အမတ်803စီအလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အမတ်တော့သူကလက်နက်ယူပြေးလာတာပါ။ဒါပေမဲ့လာရမဲ့တက်ရက်နဲ့သူနေရတဲ့နေရာကဝေးတော့တဲဖို့မဖြစ်နိုင်လို့လမ်းမှာပဲလက်နက်တွေဖွက်ထားခဲ့ရတယ်။တက်ရက်803မှာသူညီအရင်ရှိတယ်။အဲ့ဒါချိတ်ဆက်ပြီးပြေးလာတာသွားမခေါ်ရဘူး။ လန်ခီးပဲစီစဉ်ပေးခဲ့ရတာလို့နေပြည်တော်တိုင်းစစ်ဌာနတက်ရင် AC တို့တွေတက်ရင်မှုရဲဘော်ရောင်မောင်ကသတင်းဌာနကိုပြောကြားပါရယ်တက်သားအောင်ကိုဝဲအနေနဲ့လက်ရှိမှာကြီးဖြစ်သူနဲ့တူတက်ရင်103မှာပဲရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ပြီးအာနာရှင်စစ်ကော်မရှင်တက်ကိုတွန်းလှန်တိုက်ခိုက်သွားဖို့ရှိနေတယ်လို့လည်းသိရပါရယ်အခုလက်ရှိတော့မွမ်မန့်တင်တဲ့ပုံ သူအနေနဲ့စိတ်ပညာသင်ကြားပြီးပေမဲ့စိတ်ဓာတ်ရည်ရမုံမှန်သင်တန်းတော့ပြန်ပေးဖို့အစီအစဉ်ထားပါတယ်။ပြီးရင်တော့လက်နက်ပေးကင်ပြီးစကားစကိုပြန်တိုက်မဲ့သူရည်ရွယ်ချက်အတိုင်းစီစဉ်ပေးမှာပါလို့နေပြီးတော့တိုင်းစစ်ဌာနတရင်103တရင်မှုရဲဘော်ရမုံကသတင်းဌာနကိုပြောခဲ့ပါတယ်။ဂျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။